လေဘောင်းနဲ့ကစားရမယ့်ပွဲပေါ်အခုလိုပဲမက်ချက်စကပြောကြားလာခဲ့တဲ့အမော်ရင်းဘရိန်းတော်ဘယ်မှာပါဗျာမက်ချက်စတာဖောဆိုကနေပြန်လဲကြိုလိုက်ပါရင်မကြာသေးခင်ကပြောကြားခဲ့တဲ့ United နေပြရိုးရင်အမော်ရင်းရဲ့ထုတ်ဖော်ပြောဆိုချက်တွေအောင်ဘရိန်းတဲ့ရဲ့အာရုံဆိုင်မှုကိုရရှိခဲ့ပါရင်သူက United နဲ့လေဘောင်းရဲ့အကြားကအခြေအနေတွေကိုပြောသွားခဲ့တာပါသူပြောခဲ့တဲ့ဒီနေ့တင်ရဲ့တမိုင်းကခံထားပါရင်ဒီကနေ့ချုံရရရတကယ်ကိုမမြန်ဆန်ဆန်ပြောင်းလဲသွားတက်ပါတယ်ဆိုရဲစကလုံးတွေဟာ United နဲ့လေဘောင်းရဲ့တမိုင်းချောင်းနဲ့အနာကက်ပြိုင်ဆိုင်မှုကိုရောင်ပြန်ဟက်စေပါရင် အမော်ရင်ရဲ့ဒီနေ့တင်းရဲ့တပိုင်းကခန်းနာပါတယ်ဆိုရင်ထုတ်ဖော်ပြောဆိုချက်ဟာအင်္ဂလိပ်ဘောလုံးကရဲ့အကြီးကျယ်ဆုံးပြိုင်ဆိုင်မှုတစ်ခုဖြစ်တဲ့ United နဲ့ Liverpool ရဲ့တပိုင်းကိုအလေးပေးဖော်ပြထားတာပါ United ဟာအင်္ဂလန်ရဲ့အကြီးကျယ်ဆုံးကလပ်အသင်းတွေကတစ်သင်းဖြစ်ပြီးအင်္ဂလန်အမှတ်ပေးချန်ပီယံဆုအကြိမ်နဲ့ဆင် FA ဘလား73ချိန်နဲ့ချန်ပီယံလိ3ချိန်အပါဝင်ဆုဘလားအများအပြားကိုရရှိထားပါတယ်ဆာလက်ဖာဂူဆန်ရဲ့ခေတ်ဖြစ်တဲ့1986ခုနှစ်ကနေ2013ခုနှစ်ကြားကာလတွေမှာ United ဟာအင်္ဂလန်ဘောလုံးတမိုင်းရဲ့ထိတ်တန့်အသင်းဖြစ်လွှမ်းမိုးခဲ့ပါတယ် ။လေမောင်းဟာလည်းအင်္ဂလန်ရဲ့အောင်မြင်မှုအရှိဆုံးအသင်းတွေကတသင်းဖြစ်ပြီး United လိုပဲအင်္ဂလန်အမှတ်ပေးချန်ပီယံဆုပ်ကိုအကြိမ်နဲ့ဆင်ရောက်ထားခဲ့တာပါ။ဒါ့အပြင်ချန်ပီယံလိဖလား6ကြိမ်နဲ့ FA ဖလား7ကြိမ်အပါအဝင်စူပလားများစွာကိုရရှိထားပါရင်1980နဲ့1980ပြည့်နှစ်တွေမှာလေမောင်းအသင်းဟာအင်္ဂလန်ရဲ့ဥရောပလိုဘလုံးလောကမှာအင်အားကြီးအသင်းသင်းဖြစ်နေမယ်ကြီးခဲ့ပါရင် MRS ကားတွေထဲမှာတခါလေတချို့ຢာတွေကမမြန်ဆန်ဆန်ပြောင်းလဲသွားတက်တယ်ဆိုရင်အချက်ကဒီနေ့တင်းအောင်မြင်မှုတွေအားအချိန်ကာလလိုက်တက်လိုက်ကြလိုက်ဖြစ်ပြီးဘောလုံးလောကရဲ့သဘောတဘာဝအရအပြောင်းလဲတွေဟာမလွဲမရှောင်သာဖြစ်တယ်လို့ဖော်ပြပါရင် ယူနိုက်တက်အဖာဂူဆန်နောက်ပိုင်းဆိုးရတဲ့ကာလတွေကိုဖျက်ဆီးခဲ့ရပြီးဒီပါဟုကတော့ကလော့ရဲ့ဥဆောင်မှုအောက်မှာပြန်လည်ထူထောင်ပြီးအောင်မြင်မှုတွေရရှိခဲ့ပါတယ်။ဒီသမိုင်းကျတော့ MRS ကားထဲမှာတသိန်းကဆိုးရတဲ့ကာလမှာရှိနေတဲ့အခါနောက်တသိန်းကကောင်းနေတဲ့တည်းဆိုတဲ့အချက်ကိုထင်ရစေပါတယ်။ MRS ကကျွန်တော်တို့ဟာဘယ်ပွဲမကုန်မစုံအနိုင်ရနိုင်ပါတယ်ဆိုတဲ့ထုတ်ဖော်ပြောဆိုချက်ဟာသူ့ရဲ့ယူနိုက်တက်အသင်းပေါ်ယုံကြည်ချက်နဲ့စိတ်သက်ခွန်အားကိုပြသပါတယ်။ဒီစကားဟာယူနိုက်တက်ရဲ့လက်ရှိအခြေအနေမှာအရေးပါတဲ့အချက်တစ်ခုဖြစ်ပါတယ်။2025ခုနှစ်မှာယူနိုက်တက်ဟာ MRS ရဲ့ဥဆောင်မှုအောက်မှာပြန်လည်ထူထောင်ရေးကာလကိုဖျက်ဆီးနေရပါတယ်။ ါကစ္စတန်နောက်ပိုင်းကာလာတွေမှာယူနိုက်တက်ဟာတသမန်ချင်းအောင်မြင်မှုရဖို့ရုန်းကန်ခဲ့ရပြီးနီးပြပြောင်းလဲနေကစားသမားဖွဲ့စည်းမှုပြဿနာတွေနဲ့မဟာပြွာပိုင်းအားနည်းချက်တွေကိုရင်ဆိုင်ခဲ့ရပါတယ်။ဒါပေမဲ့အမော်ရီရောက်ရှိလာမှုဟာအတင်းအကျပ်အပြုသဘောဆောင်တဲ့အပြောင်းလဲတွေကိုယူဆောင်လာနိုင်တယ်လို့မျှော်လင့်ရပါတယ်။အမော်ရီရဲ့ပွဲတိုင်းကိုအနိုင်ရနိုင်တယ်ဆိုတဲ့စကားဟာကစားမတွေကိုယုံကြည်ချက်နဲ့စိတ်အားထက်သန်မှုပေးဖို့ရည်ရတာဖြစ်ပါတယ်။ဒီလိုက်တဲ့ဟာလေပါဘူးလို့အင်အားချင်းအသင်းအနေနဲ့ရှင်ပြိုင်တဲ့အခါစိတ်ပိုင်းဆိုင်ရာခွန်အားနဲ့နေပြပိုင်းပြင်ဆင်မှုကအရေးပါပါတယ်။အမ်ဘော်ရင်ရဲ့ဒီစကားဟာအသင်းကို စစ်တပ်ဆိုင်ရာမြင့်တင်ပေးပြီးပြိုင်ဘက်တွေကိုရင်ဆိုင်နိုင်တဲ့ယုံကြည်ချက်ကိုထည့်သွင်းဖို့ကြိုးစားတာဖြစ်ပါတယ်။ဒီဘောက်ဟာလက်ရှိအချိန်မှာအာနင်ဆလော့ရဲ့ဥစားဘူးအောက်မှာ United ထက်ပိုပြီးတာလုံးနဲ့စွမ်းဆောင်ရည်ကောင်းတွေကိုပြသထားနိုင်ပြီးအမှတ်ပေးဖလားကိုမျှော်မှန်းနိုင်တဲ့အနေအထားမျိုးမှာရှိနေပါတယ်။ MRS ကားထဲမှာလီဗာပူးနဲ့ရှင်ပြိုင်ဖို့ United အလားအလာကိုယုံကြည်တယ်ဆိုတဲ့သဘောထားကိုဖော်ပြပါရင်ဒါပေမဲ့သူကအနာဂတ်မှာလီဗာပူးနဲ့အဆင့်တန်းတူညီဖို့ချိန်ဘလောက်ကြာမလဲဆိုတာကိုမသိဘူးလို့ပြောခဲ့တာဟာလက်တွေ့ဆန်တဲ့သဘောထားကိုပြသပါရင် MRS ရဲ့ထုတ်ဖော်ပြောဆိုချက်တွေဟာ United ရဲ့လက်ရှိအခြေအနေအနာဂတ်ပန်းနိုင်တဲ့ လေဘာဝူးရဲ့ပြိုင်ဆိုင်မှုကိုအထင်ပဲဖွင့်ဆိုပေးပါရင်ယူနိုက်တက်နဲ့လေဘာဝူးရဲ့ပြိုင်ဆိုင်မှုဟာအင်္ဂလိပ်ဘောလုံးလောကရဲ့အထင်ကြီးပြိုင်ဆိုင်မှုတွေကတစ်ခုဖြစ်ပါရင်ဒီနေ့ဟာအင်္ဂလိပ်ရဲ့အောင်မြင်မှုအများဆုံးအသင်းတွေဖြစ်ပြီးတမိုင်းချောင်းရောင်တသင်းကအောင်မြင်နေတဲ့အခါနောက်တသင်းကဆုပ်ယုပ်နေတတ်တယ်ဆိုတဲ့အချက်ကိုအမော်ရင်ကဖော်ပြခဲ့ပါရင်ဒါဘောလုံးလောကရဲ့တန်လျာသဘာဝကိုထင်ရှားစေခဲ့ပြီးယူနိုက်တက်အနေနဲ့လက်ရှိဆုပ်ယုပ်နေတဲ့ကာလကနေပြန်လည်ထူထောင်ဖို့အခွင့်အရေးရှိရဆိုတာကိုညွှန်ပြနေကြပါအစောနေ့ကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးထူးပဲတင်ရှိပါရယ်ခင်ဗျာ